မင်္ဂလာပါရှင် CNI သတင်းဌာနရဲ့2025ခုနှစ်မတ်လ14ရက်နေ့အတွက် နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကြောင်းရာတွေကတော့၂၀ကဥက္ကဋ္ဌပြောတဲ့ကာလအတွင်းရေကောက်ပွဲကျင်းပနိုင်ခြင်းရှိမရှိအပေါ်စီးရင်တဲ့နိုင်ငံရဲ့အကဲခတ်တွေကြောင့်မေးခွန်းထုတ်သုံးသပ်မှုတွေရှိနေတယ်ဆိုတဲ့သတင်းတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုနဲ့စိတ်ဝင်ထိုးပေါက်မှုတွေမြင့်တက်နေတယ်လို့ထိုင်ဝမ်သမ္မတလိုင်ချင်တေကတတိပေးခဲ့တယ်ဆိုတဲ့တင်အပါအဝင် ောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းတွေအားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နာဆာကဥက္ကဋ္ဌပြောတဲ့ကာလအတွင်းရွေးကောက်ပွဲကျင်းပနိုင်ခြင်းရှိမရှိပုံစီးရီးနဲ့နိုင်ငံရေးအခက်အခဲတွေကြောင့်မေးခွန်းထုတ်သုံးသပ်မှုတွေရှိနေတဲ့ဆွဲသတင်းကိုတင်ဆက်ပေးလိုက်ပါတယ်။နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေယောင်လိုင်းပြောကြားခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကျင်းပနိုင်မှုရှိမရှိဆိုတဲ့အပေါ်စီးရင်းနဲ့နိုင်ငံရေးအခက်အခဲတွေကြောင့်မေကွန်းထုတ်သုံးသပ်မှုတွေရှိနေကြပါတယ်။နောက်ဆက်ကဥက္ကဋ္ဌဟာရွေးကောက်ပွဲကျင်းပမယ့်ကာလကိုထုတ်ဖော်ပြောကြားခဲ့ပြီးအစောဆုံးဆိုတဲ့စကားလုံးကိုထည့်သွင်းအသုံးပြုသွားတဲ့အတွက်နောက်အကြဆုံးကာလရှိနိုင်မလားဆိုပြီးမေကွန်းထုတ်မှုတွေရှိနေတယ်လို့ငင်းကြဲလုပ်ငန်းစဉ်မှာပါဝင်လောက်ကိုင်းနေသူဥခွန်းဆိုင်က CNN သတင်းဌာနကိုပြောပါတယ်သူဒီဒါဆာကဥက္ကဋ္ဌက ပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှအရင်သုံးသပ်ရမှာပေါ့ဗျာနော်ဒီနတ်ဆကဥက္ကဋ္ဌအနေနဲ့သူပြောတာကအာကျွန်တော်ဒီတရားမြတ်တဲ့ရေခေါ်ပွဲကို2025ခုနှစ်ဒီဇင်ဘာလသို့မဟုတ်နေ2026ခုနှစ်ဇန်နဝါရီလအစောဆုံးကျင်းပတော့စီစဉ်ထားကြတယ် ြောလို့ပါတယ်ဆိုမှပြောသွားဒီတော့ဒီနေရာမှာအစောဆုံးဆိုတဲ့သက္ကလုံကိုမိမြမှုရှိပါတယ်အစောဆုံးဆိုတာဒီဘာလို့ဆိုလို့ဒါလေးပေါ့တကယ်လို့ဒီဇင်ဘာလတော့မဟုတ်ဇန်နဝါရီလမှာအစောဆုံးဆိုလို့ရှိရင် နောက်အကြဆုံးဆိုတာလည်းရှိမလားဆိုပြီးတော့မေးတာတွေရှိအခုနောက်အကြဆုံးဆိုတာပြောတာမကြားရဘူးမကြားရဘူးဆိုတဲ့အခါကျတော့နောက်ဆုံးရှိခြေဥကဒီပုံမှန်၄၂၁ခတာမန်အားဖြင့်ဆိုတဲ့အခါကျတော့ဒီတာမန်အားဖြင့်ဆိုတာ၆လချင်းဆက်တူတော့ရှိမလားဆိုတော့မေးကြပါတယ်အာဒီ၂၀၀၈ကလည်း အခွင့်ပေးပြီးသားလို့အဲ့လိုအတိတ်ပဲကောက်ယူတာ哦နော်အဲဒီလိုမျိုးအတိတ်ပဲကောက်ယူနေတယ်ဆိုရဲခါကြတော့သူကဟိုရတဲ့ပန်တူသွားခြင်းလေရတယ်ပေါ့နော်ဒူတော်လေးပဲကျွန်တော်ထင်တယ်အာဒီအကဥက္ကဋ္ဌကိုလည်းရတဲ့ပန်တူဖို့ဟိုယူရဲ့ချက်တော့ရှိပုံမရပါဘူး နဆက်ကဘက်ကရွေးကောက်ပွဲကျင်းပပေးမယ့်ကာလအတိအကျကိုထုတ်ဖော်ပြောကြားသွားတဲ့အတွက်လက်ရှိ6လသက်တမ်းကုန်ပါကရွေးကောက်ပွဲအတွက်အစုဖွဲ့အင်အားစုပုံစံတမျိုးပေါ်လာနိုင်ကြောင်းလည်းစီးရင်နိုင်ငံရေးကိစ္စတွေကသုံးသပ်ထားကြတာပါ။တရုတ်နိုင်ငံသားရဲ့ဝင်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတင့်ရှီချင်းကလည်း မြန်မာနိုင်ငံရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်တရုတ်နိုင်ငံကပူးပေါင်းဆောင်ရွက်မယ့်အကြောင်းမက်ရှလာ၁၇ရက်နေ့က၂၀ကဥက္ကဋ္ဌနဲ့တွေ့ဆုံဆင်ဆွေးနွေးခဲ့ကြတာပါ။ဒါပေမဲ့ပြီးခဲ့တဲ့၂၀၂၃ခုနှစ်ကလည်းဩဂတ်လမှာရွေးကောက်ပွဲကျင်းပမယ်လို့ပြောခဲ့ပြီးအကောင့်ထဲပေါ်နိုင်ခဲ့တဲ့အတွက်အခုဒီချိန်မှာလည်းအကောင့်ထဲပေါ်နိုင်မှုရှိမရှိဆိုတဲ့အပေါ်သုံးသပ်မှုတွေဟာလည်းရှိနေကြတာပါ။တက်တန်တိုးတာနဲ့မတိုးတာနဲ့တောင်မှကျွန်တော်တို့ကတော့ဟိုတိတ်ထူးတယ်လို့မမြင်ဘူးဗျာ။ဘာဖြစ်လို့လဲဆိုတော့လေ သူတို့ကတော့ဒီတက်တန်တိုးနေတယ်ဆိုတာသူတို့ကတော့2008ကိုကြိုင်ပြီးတော့2008ပေးထားချက်ရတိုးရလို့သူတို့ကပြောတာလေမတည်ငင်တဲ့အခါတိုးလို့ရတယ်ဆိုတဲ့ဟာကြီးဒါမဲ့တကယ်တကယ်ဒီနေ့အရှိတရားကိုဟိုကြည့်မယ်ဆိုရင်သိမ့်တာလဲသူပဲဗျာနော်နိုင်ငံတော်ရဲ့သမဒါဆိုတာလဲသူပဲဗျာဝန်ကြီးချုပ်ဆိုတာလဲသူပဲဗျာဥက္ကဋ္ဌဆိုတာလဲသူပဲဗျာနော် ဲတက်တန်းတို့တယ်ဆိုတာလဲဥကနေဘုချိုးမူကြီးကိုနေပြီးတော့တက်တန်းတို့ခိုင်းလိုက်တယ်ဆိုရဲဟာမျိုးပေါ့ဗျာတဥကျဲကနေဒီအဲ့လိုမျိုးလုံနေတဲ့ဟာကိုရှင်းရှင်းလင်းလင်းမြင်ထားတယ်ဆိုရင်ဒီဟာကျွန်တော်တို့တို့ကတော့ဘယ်သမှညံမခုံလောက်တော့ပါဘူးဒါပြင်နဆက်ကဥက္ကဋ္ဌဟာပါတီစုံဒီမိုကရေစီရေကောက်ပွဲကိုအခိုင်အမာလှုပ်ဆောင်မှာဖြစ်ပြီးကနကောစမလုပ်ပဲပူပေါင်းဆောင်ရွက်မှုသာလိုကြောင်းပါတီစုံဒီမိုကရေစီရေကောက်ပွဲပြုလုပ်မယ်ဆိုပါကမြန်မာနိုင်ငံအနေနဲ့မုတ်ချအောင်မြင်မှာဖြစ်ကြောင်း မက်ရှလာ၉ရက်ကရုရှားနဲ့ဘယ်လာရုစ်နိုင်ငံကိုတရားဝင်ချစ်ကြည်ရေးခီးစဉ်ကနေမြန်မာနိုင်ငံကိုပြန်လာစင်မှာပြောကြားခဲ့တာပါ။လက်ရှိမှာတော့မြန်မာနိုင်ငံတဝမ်းဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခတွေကြောင့်နှစ်ဆက်ကအနေနဲ့မြို့နယ်ပေါင်း၉၀ကျော်အပါအဝင်စစ်စခန်းပေါင်းရာချီတို့ကိုလက်လွတ်ထားရတဲ့လို့စစ်ဌာနချုပ်တချို့တို့ကိုလည်းလက်လွတ်ထားရတဲ့အနေအထားဖြစ်တာပါ။ဒီလိုအခြေအနေတွေကြောင့်မှရွေးကောက်ပွဲကိုဘယ်လိုပုံစံနဲ့ကျင်းပသွားမယ်ဆိုတာကိုလည်းအားလုံးကမေးခွန်းထုတ်လျက်ရှိနေကြပါသေးတယ်။ အိန္ဒိယကမြန်မာနယ်မြေပိုင်ဆိုင်မှုကိုလေးစားသင့်တယ်လို့နတ်ဆက်ကရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။အိန္ဒိယနိုင်ငံအနေနဲ့မိမိရဲ့နိုင်ငံရေးလိုပတ်တစ်ခုတည်းကိုကြည့်ပြီးနိုင်ငံဆက်ဆံရေးကိုပြပြအောင်မလုပ်တင်တယ်လို့မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနယ်မြေပိုင်ဆိုင်မှုကိုလေးစားသင့်တယ်လို့နတ်ဆက်ကရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါရယ်။အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လွှတ်တော်အမတ်ခေဖလာဖနာဟာအိန္ဒိယနဲ့ထိစပ်နေတဲ့ချင်းပြည်နယ်ကိုဝင်ရောက်ပြီးချင်းမျိုးသားတပ်ဦး CNF CNE ဌာနချုပ်ကိုတွားရောက်ခဲ့ကြောင်း အဲ့ဒီနောက်ချင်းမီနယ်ကိုအိန္ဒိယနိုင်ငံနဲ့ပေါင်းစပ်ဖို့ဆွေးနွေးခဲ့တယ်လို့တန်ဟင်တူသတင်းဌာနကဖော်ပြခဲ့ပါတယ်။အဲ့ဒီနောက်အိန္ဒိယအထက်လွှတ်တော်အစည်းအဝေးမှာမဏိပူရာပြည်နယ်လွှတ်တော်အမတ်ကတမူးကဘော်ဂျိုင်ဝမ်ကိုအိန္ဒိယနဲ့ပေါင်းစည်းရေးဆွေးနွေးခဲ့ပါတယ်။အဲ့လိုပဲအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ကိုဖျက်တမ်းကမြန်မာနိုင်ငံအတွင်းကိုနိုင်ငံသားတွေဝင်ရောက်နေပြီးချင်းတောင်နယ်ပေါ်မှာမြန်မာတပုံတွေကိုစစ်တင်တန်းနေပြီးနေကြောင်း2025ခုနှစ်မတ်လ10ရက်ကမီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်လာဒူဟိုမာကမီဇိုရန်ပြည်နယ်လွှတ်တော်မှာပြောကြားခဲ့ပါတယ်မြန်မာနဲ့အိန္ဒိယနိုင်ငံဆိုတာဟာမိတ်ဆွေကောင်းနိုင်ငံတွေဖြစ်ကြောင်း အိန္ဒိယရဲ့ ATE policy နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအနေနဲ့ပူးပေါင်းဆောင်ရွက်နေကြောင်းမြန်မာနိုင်ငံအနေနဲ့အိန္ဒိယနယ်မြေကိုအုံပြုပြီးမြန်မာကိုစန့်ကျင်နေတဲ့အုပ်စုတွေကိုမလိုလားသလိုမြန်မာနယ်မြေကိုအုံပြုပြီးအိန္ဒိယအစိုးရကိုစန့်ကျင်နေတဲ့အုပ်စုများကိုလည်းမြန်မာနိုင်ငံအနေနဲ့လက်ခံမထားကြောင်းနောက်ဆက်ကသတင်းထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်ဘူချုပ်စောမင်းထွန်းကပြောပါတယ်တို့အနေနဲ့ပြောကြားချင်တာကတော့မြန်မာနိုင်ငံအနေနဲ့အိန္ဒိယနိုင်ငံအတွက်အင်ဂျင်ဂျင်ကောင်းမိတ်ဆွေကောင်းဖြစ်အမြဲရပ်တည်ဆောင်ရွက်သွားမှာဖြစ်ပါတယ် အိန္ဒိယနိုင်ငံမှာရှိတဲ့အချို့သောနိုင်ငံရေးသမားတွေအနေနဲ့မိမိရဲ့နိုင်ငံရေးလိုဘတစ်ခုတည်းကိုကြည့်ပြီးနိုင်ငံဆက်ဆံရေးကို ပြပြအောင်မလုပ်သင့်ဘူးဆိုတာပြောကြားလိုပါတယ်အိန္ဒိယနိုင်ငံ၏တမန်တော်ချုပ်ရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအနေနဲ့အတိပေးတင်တာတွေနဲ့ပြောတင်တာတွေကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းသူကပြောပါရယ်၂013ခုနှစ်ကလေးကအိန္ဒိယရဲ့ BJP ပါတီကတမူကလေးမင်းကင်းမြို့နယ်တွေပါဝင်နေကဘောဂျိုင်ဝမ်ဒေတာကိုပြန်ယူပေးမယ်ဆိုတဲ့မဲဆွယ်ခြင်းမျိုးရှိခဲ့တာကြောင့် ဒေတာတွေနဲ့ပြည်သူတွေကဆန္ဒပြကန့်ကွက်ခဲ့ကြပါသေးတယ်။မြန်မာအိန္ဒိယနဲ့ဆက်ဟာ1030မိုင်ကျော်ရှိလျပြီး1626ကီလိုမီတာရှိကြောင်းတိုင်းတာပြီး908မိုင်ကျော်ရှိပြီးကီလိုမီတာအဖြစ်1460ကျော်တိုင်းတာပြီးဖြစ်ကြောင်းအခုပြောနေတဲ့ကဘောချိုင်ဝမ်ဒီတာဆိုတာကလည်းအရင်တိုင်းတာပြီးအတိမတ်ပြူပြီးတဲ့မှာပါပြီးဖြစ်ကြောင်းနောက်ဆက်ကဘက်ကသတင်းထုတ်ပြန်ခဲ့ပါတယ်မြန်မာအိန္ဒိယနိုင်ငံခြားတက်မှတ်ချက်အနေနဲ့2014ခုနှစ်မေလ10ရက်နေ့မှာချုပ်ဆိုထားတဲ့ မြန်မာအိန္ဒိယနှစ်နိုင်ငံနယ်စပ်ဒေသပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစွာကျွန်လာလည်းရှိပြီးဖြစ်ကြောင်းနက်ဆက်ကဘက်ကသတင်းထုတ်ပြန်ခဲ့ပါသည်။လက်ရှိမြန်မာနိုင်ငံတဝမ်းမှာမြန်မာတပ်မတော်နဲ့လက်နက်ကိုင်အင်အားစုတွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးအိန္ဒိယနိုင်ငံတွေဖြစ်တဲ့တရုတ်၊အိန္ဒိယ၊ထိုင်း၊ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့ပအဝင်ပတ်သက်မှုတွေလည်းရင်ဆိုင်နေရကြောင်းစီးရီးနဲ့နိုင်ငံရေးကိစ္စတွေကပြောပါရယ်။အဲ့ဒီအခြေအနေကိုမကင်တွဲနိုင်ရင်မြန်မာနိုင်ငံပြိုကွဲသွားနိုင်တယ်လို့ကြာဆုံးနိုင်ငံအဖြစ်ဥတီသွားနိုင်ကြောင်းသူတို့ကသတိပေးထားပါတယ်။ နိုင်ငံရေးပါတီများအစုအဖွဲ့တိုးချဲ့ဖို့ပါတီတွေချင်းချင်းဆွေးနွေးကြမှာဖြစ်တယ်လို့ပြည်သူ့ပါတီ PP မှဥက္ကဋ္ဌဦးကိုကိုကြီးကပြောဆိုလိုက်တဲ့သတင်းကိုလည်းတင်ဆက်ပေးလိုက်ပါရစေ။ ပါတီမဲ့ပုံနဲ့အသက်ကြတဲ့တိုင်းသားပါတီတွေရှိလာတာကြောင့်နိုင်ငံရေးပါတီတွေအစုအဖွဲ့တိုးချဲ့ဖို့ပါတီတွေအချင်းချင်းဆွေးနွေးကြမှာဖြစ်တယ်လို့ပြည်သူ့ပါတီ PP ကဥက္ကဋ္ဌဦးကိုကိုကြီးကဆီယန်နိုင်တဲ့ထဏာကိုပြောပါရယ်နိုင်ငံရေးပါတီတွေအချင်းချင်း2025ခုနှစ်မတ်လ18ရက်နေ့မှာအစည်းအဝေးခေါ်ပြီးဆွေးနွေးကြမှာဖြစ်ကြောင်းသိရပါရယ်နိုင်ငံရေးပါတီတွေအချင်းချင်းဆွေးနွေးမဲ့အစည်းအဝေးမှာနိုင်ငံရေးပါတီတွေအစုအဖွဲ့တိုးချဲ့ဖို့ကိစ္စတွေဆွေးနွေးမှာဖြစ်ကြောင်းရှင်းလုပ်ငန်းစဉ်ဒီထဲမှာသဘောတူညီမှုရရှိပြီးသားအချက်တွေနဲ့နောက်ထပ်အစ်စ်သဘောတူညီမှုရရှိဖို့ဆွေးနွေးမဲ့ကိစ္စတွေလည်းပါဝင်တယ်လို့ပြည်သူ့ပါတီ PP ကဥက္ကဋ္ဌဦးကိုကိုကြီးက ားဆီယန်နိုင်တဲ့ထဏာကိုပြောပါတယ်။အော်ကျွန်တော်တို့ဒီနိုင်ငံရေးပါတီများအတို့အဖွဲ့ဆိုပြီးတော့ကျွန်တော်တို့ပါတီအားလုံးထဲမှာရွေးချယ်ထားတာရှိတာပေါ့နော်။ 16ပါတီအဲတော့16ပါတီကနေပြီးတော့မှဥဆောင်ပါတီ၄ပါတီပြီးတော့မှအလှည့်ကြောင်းဆောင်တာဝန်ယူမှုနဲ့တွားတဲ့အခါကျတော့အဲ့ဒီနောက်ပိုင်းမှာပါတီမှတ်ပုံတင်အစ်စ်ကြတဲ့တိုင်းသားပါတီကိုလည်းတော်တော်များများရှိလာတယ်ရှိလာတော့ကျွန်တော်တို့ကဒီဟာကိုအစုဖွဲ့တိုးချဲ့ဖို့ကိစ္စအဲ့ဒါကိုပြည့်တဲ့ NSDNC နဲ့အစည်းအဝေးမှာလည်းပဲဒါကျွန်တော်တို့ဟိုအကြံပြုလမ်းညွှန်ခဲ့တာရှိတယ်ဆိုတော့အဲ့ဒါကြောင့်ဒီကိစ္စလေးတွေလည်းဆွေးနွေးမယ်နောက်ကျွန်တော်တို့ ရှေ့လုပ်ငန်းရှင်တွေပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေနိုင်ငံရေးတာဒီအစုအဖွဲ့တွေမှာရှင်းလင်းကြဖို့အတွက်ဒါကျွန်တော်တို့စီစဉ်ထားတာဖြစ်ပါတယ်ရှေ့လုပ်ငန်းရှင်တွေထဲမှာဟိုသဘောတူညီချက်ရရှိပြီးတာအချက်တွေရဲ့နောက်ထပ်အစ်စ်ထပ်မှန်ပြီးတော့ဟလာသဘောတူညီမှုရဖို့အတွက်ရှင်းလင်းတဲ့ကိစ္စတွေဒါတွေလည်းကျွန်တော်တို့ရှင်းလင်းကြမှာပါပဲ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ညီငယ်ရေးဖော်ဆောင်မှုညီနိုင်ရေးကော်မတီ NSPNC နဲ့နိုင်ငံရေးပါတီတွေအစုအဖွဲ့ရဲ့အလုပ်အဖွဲ့တွေဟာ2025ခုနှစ်ဇန်နဝါရီ23ရက်နဲ့24ရက်ဒီမှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသဘောထားစုစည်းချက်53ချက်ကိုသဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်းဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုအဖြစ်ဖွဲ့စည်းတည်ဆောက်တည်ဆိုတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြင်ဆင်ပြထက်မှုသဘောတူဆုံးဖြတ်နိုင်ခဲ့တဲ့အပြင်ဆွေးနွေးဆက်ခုနှစ်ချက်နဲ့ပြင်ဆင်မှုထပ်မံတင်ပြထားတာတွေလည်းရှိတယ်လို့သိရပါတယ်။နိုင်ငံရေးပါတီတွေအလုပ်အဖွဲ့တိုးချဲ့ဖွဲ့ ွဲစည်းဖို့အစည်းအဝေးခေါ်ယူပြီးဆွေးနွေးကြမှာဖြစ်ကြောင်း NSPNC နဲ့ဆွေးနွေးဖို့ဘဲချက်တူကိုထပ်မံထည့်ရမယ်ဆိုတဲ့ကိစ္စလေးလည်းဆွေးနွေးမှာဖြစ်တယ်လို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကအထူးအခရာဦးထောင်ကျော်ကဆီယန်နိုင်တဲ့ဌာနကိုပြောပါရယ်ကျွန်တော်တို့ဆက်ဆောက်ပါတီပေါ့နော်အလောက်ဖွဲ့ရှိတာ哦 အလုံးဖွဲ့ကိုရှိမှတော့က NSPNC ကနေမှတင်ထပ်တိုးလာတဲ့ဒိုင်းနာပါတီတွေရှိတယ်အဲ့ဒီတော့ဟို94ပါတီလောက်ထိတိုးချဲ့ပြီးဖက်စည်းဖို့ဆိုကြမှာကိုကျော်ထွန်းတော်ကဩဂတာဖြစ်တယ်မှာတော့လောက်ခဲ့လောက်ခဲ့တာပေါ့အခုကျွန်တော်တို့က18ရက်နေ့မှာ18ရက်နေ့နေ့လည်းပဲနိုင်ပါတော့ဒီမှာဟိုဒီလိုတော့ခေါ်တာတဲ့စကားပါတီကဒီဝင်ပြီးတော့မှလက်ကြကညာနဲ့ဟာဒီလိုတော့ပြောဖို့ပေါ့အဲ့ဒါတခုလို့ရှိတယ်ဟိုကျန်တာကတော့ကျွန်တော်တို့ NSPNC နဲ့ကျွန်တော်တို့ဆွေးနွေးနေတဲ့အချက်ရှိတယ်အဲ့တော့အဲ့မှာကျွန်တော်တို့ကသူစု ောင်း53ချက်ကတော့သဘောတူညီပြီးသားကြရတယ်ပေါ့လေအဲ့မှာနောက်ပိုင်းဆက်ဆွေးနွေးမဲ့အချိန်ကြီးဒီမှာကျွန်တော်တို့ဘာတွေခက်ခဲကြမလဲဆိုတဲ့ဟာပေါ့အဲ့လောက်ကိုဆွေးနွေးဖို့ပေါ့နော် လက်ရှိမဲ့ပုံတင်ခွင့်ပြုပြီးသားပါတီရဲ့ကြားထဲမှာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုအဆိုပြုချက်တစ်ခုကိုသဘောတူညီချက်ဖြစ်လာဖို့အထူးကဆောင်ရွက်နေကြောင်းနိုင်ငံရေးပါတီတွေကပြောပါရတယ်။အဲ့ဒီပြင်ရွေးကောက်ပွဲအပြီးမှာဘဲပုံတရံသွားကြမယ်ဆိုတာကိုပါတီတွေအချင်းချင်းကြိုတင်ညှိနှိုင်းထားခြင်းအဖြစ်ပိုရိတ်ကောင်းမွန်တဲ့ဖက်ဒရယ်ပုံတရံပိုရိတ်ကောင်းမွန်တဲ့ဒီမိုကရေစီပုံတရံတွေကိုပြ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 ဖြစ်စေဖို့ဖော်ဆောင်နိုင်မှာဖြစ်တယ်လို့နိုင်ငံရေးပါတီတွေကပြောပါရတယ်။ CNN သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာပါ တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုနဲ့စိတ်ဝင်ထိုးပေါက်မှုတွေမြင့်တက်နေတယ်လို့ထိုင်ဝမ်သမ္မတလိုင်ချင်တေးကတတိပေးခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ထိုင်ဝမ်ဟာတရုတ်ရဲ့ဩစာလွှဲမှုမှုနဲ့စိတ်ဝင်ထိုးပေါက်မှုတွေမြင့်တက်နေကြောင်းထိုင်ဝမ်သမရလိုင်းချင်းတေကမတ်လ23ရက်မှာတတိပေးခဲ့တယ်လို့ရိုက်တာမှဖော်ပြခဲ့ပါတယ်။ထိုင်ဝမ်ကိုသိမ်းသွင်းမဲ့တရုတ်ရဲ့အာထုကျိုးပန်းမှုကိုဖြေရှင်းဖို့အစီအမံတွေပြုလုပ်နေကြောင်းသူကပြောပါတယ်။တရုတ်ဟာမကြသေးမီနှစ်တွေအတွင်းစစ်ရေးလေ့ကျင့်မှုတွေ၊ကုန်သွယ်ရေးပိတ်ဆို့မှုတွေနဲ့ဩစာလွှဲမှုရေးလှုပ်ရှားမှုတွေကိုတိုးမြင့်ပြုလုပ်နေပြီးတရုတ်ရဲ့အချုပ်အခြာအာဏာပိုင်ကြောင်းစင်ညာချက်ကိုထိုင်ဝမ်ကလက်ခံစေဖို့အတင်းအဓမ္မဖိအားပေးနေတယ်လို့ထိုင်ဝမ်ကဆွတ်ဆဲခဲ့ပါတယ်။လိုင်ဟာထိပ်သီးလုံးစုံ င်းအရာရှိတွေနဲ့အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက်တရုတ်ဟာထိုင်ဝမ်ရဲ့ဒီမိုကရေစီကိုအသုံးချပြီးရာဇဝတ်ခိုင်းတွေမီဒီယာတွေစစ်မှုရန်တွေနဲ့စစ်မှုရန်ဟောင်းတွေရဲအရာရှိတွေအပါအဝင်မတူကွဲပြားတဲ့လူအဖွဲ့အစည်းတွေကိုတင်သင်ဖို့ကြိုးပမ်းနေတယ်လို့သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်သူတို့တရုတ်ကကျွန်တော်တို့ကြားထဲမှာသဘောထားကွဲလွဲအောင်ပျက်စီးရာပျက်စီးကြောင်းတွေဖြစ်စေတဲ့လှုပ်ရှားမှုတွေကိုလှုပ်ဆောင်နေပါတယ်လို့လိုင်ကသမရယုံကတိုင်းရဲထုတ်လွှင့်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်တရုတ်ရဲ့ထိုင်ဝမ်ရေးရာယုံကတော့လိုင်ရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီးရိုက်တာသတင်းဌာနရဲ့မ က်ချက်တောင်းခံမှုကိုချက်ချင်းတုံ့ပြန်ခဲ့ခြင်းမရှိပါဘူး။လိုင်းရဲ့မက်ချက်စကားနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူမော်နင်းကိုတရင်တော့တွေကမေးမြန်းခဲ့ကြပါတယ်။အဲ့ဒီလိုမေးမြန်းမှုမှာမော်နင်းကလိုင်းရဲ့အစိုးရအဖွဲ့မီးတုံ့ပြန်ပြောဆိုနေစီကမူထိုင်ဝမ်ဟာတရုတ်ရဲ့အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့အချက်ကိုပြောင်းလဲစေလိမ့်မည်မဟုတ်ကြောင်းအမိမင်းနဲ့ပြန်လည်ပေါင်းစည်းရေးကိုပြောင်းလဲစေမည်မဟုတ်ကြောင်းပြန်လည်ဖြေကြားခဲ့ပါတယ်။ထိုင်ဝမ်အစိုးရရဲ့မှတ်တမ်းတွေအရ2024ခုနှစ်အတွင်းထိုင်ဝမ်ဟာတရုတ်အတွက်တရှိုးလုံးဝေးမှုဆွဲချက်နဲ့လူပေါင်း64ဦးတရားစွဲခံ ံခဲ့ရပါတယ်။အဲ့ဒီအရေးအတွက်ဟာ2021ခုနှစ်ကထက်၃ဆကျော်များပြားခဲ့တယ်လို့လိုင်းကပြောပါတယ်။တရားစွဲဆိုခံရသူအများစုကလက်ရှိတာဝန်ထမ်းဆောင်နေတဲ့စစ်သားတွေနဲ့စစ်မှုရန်ဟောင်းတွေဖြစ်တယ်လို့လည်းသူကပြောပါတယ်။အဲ့ဒီလိုဩဇာလွှမ်းမိုးရေးလှုပ်ရှားမှုတွေ၊ကျိုးကန်ချဲလဲမှုတွေကြောင့်ခက်ခက်ခဲခဲရယူထားရတဲ့ထိုင်ဝမ်ရဲ့လွတ်လပ်ခွင့်၊ဒီမိုကရေစီနဲ့တရားဝါပြောမှုတွေဆုံးရှုံးသွားနိုင်မယ့်အခြေအနေကိုလူအများစုကစိုးရိမ်နေကြတယ်လို့လိုင်းကပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့အဓိကရီမန်းချက်တွေကိုအောင်မြင်စွာအကောင့်ထည့်ဖော်ဖို့နီလန်ပေါင်းစုအသုံးပြုပြီးလှုပ်ဆောင်ကြဖို့တရုတ်ဝန်ကြီးချုပ်လီချင်ကအရာရှိတွေကိုတိုက်တွန်းခဲ့တဲ့ဆွဲသတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ ပြီးခဲ့တဲ့သတင်းပတ်ကပြုလုပ်ခဲ့တဲ့တရုတ်ရဲ့ two sessions အစည်းအဝေးတွေအတွင်းခြားပြခဲ့တဲ့တရုတ်နိုင်ငံရဲ့အထူးအကြီးမန်းချက်တွေကိုအောင်မြင်စွာအကောင့်ထဲဖော်ဖို့နီလန်ပေါင်းစုံအသုံးပြုပြီးလှုပ်ဆောင်ချဖို့တရုတ်ဝန်ကြီးချုပ်လီချင်ကအရာရှိတွေကိုတိုက်တွန်းခဲ့တယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကတရုတ်ရဲ့အမျိုးသားပြည်သူ့လွှတ်တော်အစည်းအဝေးနဲ့တရုတ်ပြည်သူ့နိုင်ငံရဲ့အတိုင်ပင်ခံကြီးလာခန်းတို့မှခြားပြခဲ့တဲ့ကြီးမန်းချက်တွေထဲမှာနိုင်ငံစည်းဝါးရေးဖွံ့ဖြိုးတိုးတက်မှုကို900ခန်းတို့မှထိန်းသိမ်းထားဖို့လည်းပါဝင်ခဲ့ပါတယ်။မတိကျမရေရာမှုတွေအများကြီးရှိနေတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ကြီးမန်းချက်တွေကိုအမြန်ဆုံးပြည့်မြောက်စေ ကိုရှေ့သမျှနီလန်းပေါင်းစုကိုအသုံးပြုရပါလိမ့်မယ်။အလုပ်ကိုလည်းလှလှမြန်မြန်နဲ့တက်တက်ကြွကြွလှုပ်ဆောင်ရပါမယ်လို့လီကမက်လာ၁၂ရက်မှာနိုင်ငံတော်ကောင်စီအစည်းအဝေးမှာပြောကြားခဲ့ပါတယ်။အစိုးရအေဂျင်စီတွေအားလုံးအနေနဲ့မိမိတို့ရဲ့တာဝန်ဝတ္တရားတွေကိုခြေပုံစွာထမ်းဆောင်ဖို့နဲ့မိမိတို့ရဲ့တာဝန်တွေကိုအလုံးစုံပြည့်မြောက်စေဖို့အခုထပ်ပိုပြီးအပြုသဘောဆောင်တဲ့လုပ်ရက်တွေနဲ့လှုပ်ဆောင်တင်တယ်လို့လီကပြောကြားခဲ့ပါတယ်။တရုတ်ရဲ့စီးပွားရေးမှာစင်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရချိန်မှာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုမြင့်တင်ဖို့အတွက်တရုတ်အစိုးရကမူဝါဒတွေချမှတ်လှုပ်ဆောင်လျက်ရှိပါတယ်။တရုတ်ကောင်ဆောင်တွေကကမ္ဘာဒုတိယစီးပွားရေးအင်အားအကြီး ီးဆုံးတရုတ်နိုင်ငံရဲ့အနာဂတ်အတွက်သူတို့ရဲ့ယုံကြည်ချက်တွေကိုဖော်ပြခဲ့ကြပေမယ့်စင်ကုန်မှုတွေကိုလည်းအလေးထားပြောကြားခဲ့ကြပါတယ်။ပြီးခဲ့တဲ့သတင်းဘက်ကပြုလုပ်ခဲ့တဲ့ two sessions အစည်းအဝေးတွေအတွက်တရုတ်ကောင်ဆောင်တွေအလေးထားပြောကြားခဲ့တဲ့စင်ကုန်မှုတွေထဲမှာအမေရိကန်နဲ့ကုန်သွယ်ရေးပြည်ပခအရှိန်ပြင်းထန်လာမှုနဲ့ပြည်တွင်းဝယ်လူအားအနည်းနေတဲ့ပြဿနာတွေပါဝင်ခဲ့ပါတယ်။သက်ဆိုင်ရာအရာရှိတဲ့အနေနဲ့အပြောင်းလဲတွေကိုအနီးကပ်ဆောင်ကြည့်ဖို့နဲ့ကောင်းမွန်တဲ့မူဝါဒပြင်ဆင်မှုတွေကိုပြုလုပ်ဖို့အဲ့ဒီလိုပြုလုပ်ချင်တဲ့ရည်မှန်းချက်တွေကိုအမြန်ဆုံးအကောင့်ထည့်ဖော်ကြဖို့လီကတိုက်တွန်းခဲ့တယ်လို့စင်ဟွာသတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့ ဲ့သတင်းဘက်ကလီရဲ့အလုတောင်ဝင်အစီရင်ခံစာမှာ2025ခုနှစ်အတွက်တရုတ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ကို900ကိုင်လုံးဝင်ကျင်းလို့သတ်မှတ်ဖော်ပြထားပြီးနိုင်ငံကောင်ဆောင်တွေရင်ဆိုင်ဖြေရှင်းနေရတဲ့အခက်အခဲတွေကိုဖော်ပြခဲ့ပါတယ်။ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက်ရုရှားကတောင်းဆိုမှုတွေပြုလုပ်ထားတယ်ဆိုတဲ့သတင်းပြည်စုံကိုလည်းတင်ဆက်ပေးလိုက်ပါရစေ။ ရုရှားဟာယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့သဘောတူညီချက်ပြုလို့ရတဲ့အပြင်အမေရိကန်နဲ့ဆက်ဆံရေးတွေပြန်လည်ထူထောင်ရေးတို့အတွက်သူတို့ဘက်ကတောင်းဆိုချက်တွေကိုဖော်ပြထားတဲ့စီရင်တစ်ခုကိုအမေရိကန်ကတင်ပြခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ရုရှားဘက်ကတောင်းဆိုမှုတွေရေးသားထားတဲ့စီရင်မှာဘယ်အချက်တွေပါဝင်တာကိုရှင်းလင်းစွာမသိရသေးပဲရုရှားဟာယူကရိန်းထက်အရင်ဆိုပြီးငင်းငင်းရေးဆွေးနွေးမှုတွေကိုပါဝင်ဖို့စမ်းသပ်ရှိမှရှိကိုလည်းမသိရသေးတာပါ။ပြီးခဲ့တဲ့သတင်းပတ်၃ပတ်အတွင်းကရုရှားနဲ့အမေရိကန်ရရှိတွေကလူချင်းတွေ့ပြီးယူကရိန်းပြည်ပခါကိုဆွေးနွေးခဲ့ကြပါတယ်။အခုရုရှားဘက်ကတောင်းဆိုချက်တွေအရင်က ယူကရိန်း၊အမေရိကန်နဲ့နေတိုးတို့ကိုတောင်းဆိုခဲ့မှုတဲ့အချက်တွေနဲ့တူညီမှုရှိနေတယ်လို့အဲ့ဒီအကြောင်းအရာနဲ့နှိစက်တဲ့လူပုဂ္ဂိုလ်နှစ်ဦးကပြောကြခဲ့ပါဗျ။အရင်ကရုရှားရဲ့တောင်းဆိုမှုတွေထဲမှာယူကရိန်းကိုနေတိုးအဖွဲ့ဝင်ဖြစ်ခွင့်မပြုရေးယူကရိန်းမှာပြည်ပတပ်ဖွဲ့ဝင်တွေဖြန့်ကျက်မချထားရေးခရိုင်းမီးယားဒေသနဲ့ယူကရိန်းထံကတင်ပိုက်ထားတဲ့ပြည်နယ်လေးခုကိုပိုင်ဆိုင်ချောင်းကြီးညာထားတဲ့ရုရှားသမ္မတပူတင်ရဲ့ကြီးညာချက်ကိုနိုင်ငံတကာကအတိမတ်ပြုရေးအဆရှိတဲ့အချက်တွေပါဝင်ခဲ့ပါဗျ။မကြသေးမီနှစ်တွေအတွင်းရုရှားဟာနေတိုးရဲ့အရှိပိုင်းစစ်တမ်းချက်ထွင်လာမှုအပါအဝင်ယူကရိန်းစစ်ပွဲဖြစ်ပွားရတဲ့အခြေခံအကြောင်းရင်း င်းတွေကိုဖြေရှင်းပေးဖို့အမေရိကန်နဲ့နေတိုကိုတောင်းဆိုခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်အဆိုပြုထားတဲ့ယူကရိန်းရုရှားရပ်ပေါင်း30ကြာအပြစ်ခတ်ရစေးတဘောတူညီချက်ကိုလက်ခံမယ်လို့ယူကရိန်းသမ္မတဇာလန်စကီကမတ်လ17ရက်မှာပြောကြားခဲ့ပါတယ်။အဲဒါကြောင့်ထရန့်ဟာသူ့ရဲ့ရပ်ပေါင်း30ကြာအပြစ်ခတ်ရစေးတဘောတူညီချက်နဲ့ပတ်သက်ပြီးပူတင်ရဲ့အဖြေကိုစောင့်ဆိုင်နေပါတယ်။ပူတင်ဟာအပြစ်ခတ်ရစေးတဘောတူညီချက်ကိုအတုံးချပြီးအမေရိကန်ယူကရိန်းနဲ့ဥရောပအကြားတွေးကွဲစီဖို့လှုံ့ဆော်မဲ့အခြေအနေကိုအမေရိကန်ရရှိတဲ့လွှတ်တော်အမတ်တွေနဲ့ကြွေးညင်သူတွေကဆွေးနွေးနေပါတယ်။အဲဒီကြောင်ရံနဲ့ပတ်သက်ပြီးဝါရှင်တန်မှာရှိ ီးတဲ့ရုရှားတန်ယုံနဲ့အိမ်ဖြူတော်တို့ကတော့မှတ်ချက်ပေးဖို့တောင်းဆိုတဲ့ရိုက်တာသတင်းဌာနရဲ့တောင်းဆိုချက်ကိုချက်ချင်းတုံ့ပြန်ခဲ့ခြင်းမရှိတာပါ။စီအန်အန်သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အောက်စားသတင်းကိုတင်ဆက်ပေးမှာပါ။ယူရိုပါလိ16သင်းအဆင့်ဒုတိယအကြိမ်ပွဲစဉ်မှာ United အသင်းအတွက် hat-trick သွင်းယူခဲ့တဲ့အသင်းကောင်းဆောင် Bruno Fernandes ကသူတို့အနိုင်ရရှိဖို့လိုအပ်တယ်လို့ပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ ဆိုစီဒက်အသင်းကို၄ဂိုးတကူနဲ့အနိုင်ရခဲ့တဲ့ယူရိုပါလိစကြောက်တင်အဆင့်ဒုတိယအကြော်ပွဲစဉ်မှာယူနိုက်တက်အသင်းအတွက်ဟက်ထရစ်သွင်းယူခဲ့တဲ့အသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကသူ့ကိုအနိုင်ရရှိဖို့လိုအပ်တယ်လို့ပြောခဲ့ပါတယ်။ဘရူနိုဖာနန်ဒက်စ်ကဒီကလပ်ကအနိုင်ရဖို့ဖြစ်တဲ့အတွက်ကျွန်တော်တို့ပွဲတွေကိုအနိုင်ယူဖို့လိုအပ်ပါတယ်။ကျွန်တော်တို့တွားရမယ့်ခီးကအရှိကြီးဖြစ်ပေမဲ့လာမယ့်ပွဲတိုင်းကိုအာရုံစိုက်ပြီးမှန်ကန်တဲ့စိတ်ဓာတ်ရှိမယ်ဆိုရင်ပွဲတွေကိုအနိုင်ယူနိုင်မယ်ဆိုတာကျွန်တော်တို့ယုံကြည်မှုရှိပါတယ်။ကျွန်တော်တို့ကအလွန်ကောင်းမွန်တဲ့တိုးတက်မှုရရှိအောင်လှုပ်ဆောင်နေပေမဲ့လိုချင်တဲ့ရလဒ်တွေရရှိမယ်ဆိုရင်တိုးတက်မှုကိုမြင်တွေ့ရမှာပါလို့တရ TNT Sport ကိုပြောခဲ့တာပါ United အသင်းအားပထမအကြော်ပွဲစဉ်က Societe အသင်းကိုတကိုးစီတည်ကြခဲ့ပေမယ့်ဒုတိယအကြော်မှာဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့်နှစ်ကြော်ပေါင်းရလဒ်၅ဂိုး၂ဂိုးနဲ့အနိုင်ရပြီး Europa League Quarter Final ကိုတက်နိုင်ခဲ့တာဖြစ်ပါတယ် Europa League Flaha ဟာတရားဒီမှာ United အသင်းရရှိနိုင်တဲ့တခုတည်းသော Super Flaha ဖြစ်တာကြောင့် United အသင်းအားဒီ Super Flaha ကိုရယူနိုင်ဖို့အပြည့်အဝအာရုံစိုက်နေတာပါ Bruno Fernandes ကတော့ Europa League Flaha ရရှိဖို့အတွက်ဆိုရင်မှန်ကန်တဲ့စိတ်သက်ရှိရမယ်လို့လည်း United အသင်းဖော်တွေကိုတတိပေးခဲ့ပါတယ် United အသင်းကြီးပြ Amorim ကတရားဒီမှာအသင်းကို ုအကောင်းဆုံးဥဆောင်ပေးနိုင်တဲ့ Bruno Fernandes ကိုစူပလာတွေရရှိနိုင်အောင်အသင်းအနေနဲ့အကူအညီပေးဖို့လိုအပ်တယ်လို့ပြောခဲ့တာပါ Bruno Fernandes က United အသင်းနောက်ဆုံးတွင်ယူထားတဲ့တွင်ကို73ကိုးထဲမှာ72ကိုးပါဝင်ပတ်သက်ခဲ့ပါတယ်ယူဘာလိပြိုင်ပွဲမှာပူဆွဲဖို့ရည်ပန်းစားနေတဲ့ United အသင်းဟာ Quarter Final အဆင့်မှာပြင်သစ်ကလပ် Lyon အသင်းနဲ့ရှင်ပြိုင်ရမှာပါ United အသင်းဟာအခုလာမဲ့ Premier League ပွဲစဉ်ဖြင့်တန်းစင်းစုံမှာရုန်းကန်နေရတဲ့ Leicester အသင်းနဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ် CNI တင်ဌာနရဲ့2025ခုနှစ် match လ14ရက်နေ့အတွက် နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြည့်ရှင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါသေးရှင်။